မင်္ဂလာပါရှင် PL 20ရဲ့မြန်မာစာအလင်က presentation လေးကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆ ਿਆ မဟိုတဘကတင်ပြီးသွားတဲ့အလင်ကအကြောင်းအရာကြီးကိုမိနစ်အနည်းငယ်ခန့်ချုပ်ပြီးတော့ပြန်လည်ရှင်းပြပေးသွားမှာပါ။ PVL လေးသုံးပြီးကြည့်ပေးဖို့တောင်းဆိုပါရနော်။အလင်က အလင်္ကာကိုမပြောခင်မှာတော့အလင်္ကာနဲ့မှတ်တဲ့ဇလုံးတစ်လုံးရှိပါတယ်အဲ့ဒါကအလင်္ကာလင်္ကာဆိုတော့ကကြတော့ကြပြအမျိုးအစားကိုပြောတာဖြစ်ပြီးအလင်္ကာကတော့ဆိုင်းနိအတ္တပညာပါအတ္တလုံးပို့သွားတာနဲ့လူသွားတာမှချင်းအတိတ်ပဲအများကြီးကွဲလွန်မှုဖြစ်သွားနိုင်ပါတယ်အလင်္ကာဆိုတော့ကပါဠိစကားဖြစ်ပြီးတော့မြန်မာလူဆိုရင်တော့အစဉ်တစားလို့အတိတ်ပဲဖွင့်ဆိုလို့ရပါတယ်အလင်္ကာရေးသားနေ40ကျော်ရှိတယ်။အဲမှာမှာတဘာဝဝုတ်တိအလင်္ကာ9မြို့နဲ့ဝင်ကားဝုတ်တိအလင်္ကာ35ရှိပါတယ်။ အခုပြောပြပေးသောမှာတော့အတုံးများဆုံးလင်းဖြစ်တယ်ပြီးတော့ဖတ်စာထဲမှာတင်ရတဲ့လင်္ကာငါးမျိုးပါဥပမာအနေနဲ့ခန်းတိုင်းတင်စကားရဲ့ဂျူဘကလင်္ကာထတ်တူပြုအစဉ်တစားအတ္တိတယဝုတ်တိလင်္ကာလွန်ကဲဖွဲ့အစဉ်တစားဝင်္ဂဝုတ်တိလင်္ကာကဲဝိုင်းအစဉ်တစားနဲ့မိတန်ဆွဲလင်္ကာအစဉ်တစားအတန်အစဉ်တစားတို့ပဲဖြစ်ကြပါတယ်ဥပမာလင်္ကာဥပမာလင်္ကာဆိုရင်တော့သူကတူညီတဲ့ဂုံရင်းနှစ်ခုကိုခန်းတိုင်းတာဖြစ်တယ် ီးတော့သူ့ရဲ့စာကြောင်းမှာအနှိုင်းနဲ့အနှိုင်းခံပါဝင်ရတယ်ပြီးတော့တူညီတဲ့ခုံရင်လည်းရှိရတဲ့အပြင်ကိုအနှိုင်းပြစကလုံးကလည်းပါဝင်ရပါတယ်အဲ့ဒီအချက်၄ချက်နဲ့ပြည့်စုံမှသာဥပမာလေးငါလို့ပြောဆိုလို့ရတာပါတာရကအနေနဲ့သူဒီကြာရုပ်သဖွင့်မြင်၍ထိုင်နေသည်အဲ့ဒီမှာတဖွဲ့ဆိုတာကဒီနှိုင်းအနှိုင်းပြစကလုံးဖြစ်ပြီးတော့ကြာရုပ်သဖွင့်ညင်ပြီးတော့ထိုင်နေညင်ပြီးထိုင်နေဆိုတာကတူညီတဲ့ခုံရင်တစ်ခုဖြစ်ပြီးတော့သူနဲ့ကြာရုပ်တို့ကအနှိုင်းနဲ့အနှိုင်းခံနေပဲဖြစ်ကြပါတယ် ဂျူပါကလာဂျူပါကလီငါကြတော့ဥပမာလီငါနဲ့တူတူပဲဒါပေမဲ့ तू ကတခုလေးဟာ क्वे သွားလဲဆိုတော့သူ့မှာကြတော့အဲအနှိုင်းပြစကလုံးမပါဝင်ပါဘူးသူ့မှာလည်းဥပမာလီငါလိုပဲအနှိုင်းနဲ့အနှိုင်းပြန်ပါဝင်တယ်တူညီတဲ့ခုံကြီးရှိတယ်တူညီတဲ့ခုံတစ်ခုထပ်တူပြူပြီးတော့ဖွဲ့ဆိုထားတယ်ဒါပေမဲ့သူ့မှာကလုံးဝအနှိုင်းပြစကလုံးမပါဝင်ပါဘူးဥပမာအနေနဲ့ညီပါမြစ်တာသမုတ်တရားဒီနှိုင်းစားပြီးမရပါနှိုင်းစားပြီးမရတာက တူညီရဲ့ကိုရင်ဖြစ်ပြီးမိဘမေတ္တာနဲ့သမုတ်တရားကအနိုင်နဲ့အနိုင်ခံမှာဒါပေမဲ့သဖွယ်တို့ကဲသူတို့လိုအနိုင်ပြဆိုင်ကလုံးတစ်လုံးမှမပါဝင်ပါဘူးအဲ့ဒါကြောင့်မလို့အနိုင်ပြဆိုင်ကလုံးမပါဝင်တာနဲ့ယူပါကလင်္ကာလို့ပြောလို့ရပါပြီအတိတရားဝုဒ္ဓီလင်္ကာအတိတရားဝုဒ္ဓီလင်္ကာဆိုတာကတော့လောကဖြစ်ရုပ်ပြစဉ်ပုံမှန်ဖြစ်နေကြတဲ့အထက်ပေါ်မှာလွန်ကဲစွာဖွင့်နေထားတာကိုအတိတရားဝုဒ္ဓီလင်္ကာလို့ခေါ်လို့ရှိပါတယ် ဥပမာအလွန်ကျူးပြောခြင်းဆိုရင်ကျမတို့တိုက်ခန်းပြီးတာဝရင်တိုင်းရောက်မတဲ့မြင်မလာပြီးပြင်လင်ကြီးတစ်ခွေကျဲပြောလာပါသည်တိုက်ခန်းမြင့်နေဆိုတော့ဘလို့နီးနေမှတာဝရင်တိုင်းရောက်မတဲ့မမြင်နိုင်ဘလို့ဘလောက်ပဲကျဲပြောပြောပြင်လင်ကြီးလောက်ကျဲပြောဖို့ကတော့လုံးဝမဖြစ်နိုင်တဲ့အတွက်ဒါကအတိတရားဝတီအလင်ကမြောက်ပါတယ်ညာတစ်ခုအနေနဲ့ဝင်ကားဝတီအလင်ကဝင်ကားဝတီအလင်ကဆိုတာကတိုက်ရိုက်ဖွဲ့ဆိုတာမဟုတ်ဘဲနဲ့တဲဝိုက်ဖွဲ့ဆိုထားခြင်းဖြစ်ပါတယ် ဟိုဥပမာအနေနဲ့တရက်ဖွင့်ဆိုရင်မရတာတော့ဒါမှမဟုတ်တစုံတစ်ခုကိုကုညုံပြီးတော့ရေးသားကျင်တာဆိုရင်ဒါဝင်ကားဟုတ်ဒီအလင်ကနေရေးသားလေးရှိပါတယ်ဒါပေမဲ့တချို့နေ့စဉ်သုံးစကားလုံးတွေကအဲတဲဝိုက်ပြောဆိုရင်ဝင်ကားဟုတ်ဒီအလင်ကမြောက်တယ်လို့ထင်ရပေမဲ့တကယ်တော့နေ့စဉ်သုံးစကားတွေကတရက်စကားသုံးနေတာဖြစ်ကြပါတယ် တာကအနေနဲ့သူမသည်တူနိုင်မဲအလှကိုပိုင်ဆိုင်တာသည်တူနိုင်မဲဆိုတာကသူကလုံးဝပြိုင်ဘက်မရှိလှရဲလို့ပြောလို့ရပါမယ်။ကုညွင့်ကျင်တဲ့အတွက်ကြောင့်တူနိုင်မဲဆိုပြီးတော့ဝင်ကားဝုဒ္ဓိအရင်ကတိုင်ရိုက်မပြောဘဲနဲ့တွယ်ဝက်ဖွဲ့ဆိုပြီးရေးသားပြလိုက်တာပါ။နောက်ဆုံးတစ်ခုအနေနဲ့ကမိတန်ဆွဲလင်ကဥပမာမိုးလေးကဖြောက်ဖြောက်လေးရွာနေတယ်လို့ကားကတီတီလို့ဟွန်းတီးတယ်လို့အဲ့လိုမျိုးမိတန်တစ်ခုကိုစကလုံးနဲ့ပေါ်ပြထားတာကိုမိတန်ဆွဲလင်လို့ခေါ်ပါတယ်။ အဲအကြောင်းမလို့စာကြောင်းတစ်ကြောင်းကမြည်တန်ဆွဲလင်ကဟုတ်မဟုတ်သိကြင်တော့အဲ့ဒီစာကြောင်းမှာအတန်လေးကိုစလုံးနဲ့ရေးသားဖော်ပြထားတာပေါ့မှာပါကြည့်လိုက်နေသိနိုင်ပါတယ်။ဒါကညီနဲ့တချင်းလေးစီးချက်ဒီတောက်တောက်တောက်ဟုတချဲချင်းစီးချက်မှန်တော့သားနေပြီ။ဒီမှာတောက်တောက်တောက်ဆိုတာကအပြင်မှာရှိနေတဲ့မြည်တန်ကိုစလုံးလေးနဲ့ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။